ထောင်းမူတိုင်းသွေးတိုးတယ်သွေးကြတယ်လို့ထင်နေကြတော့ပဲလားစိတ်ကံကိုလာပြလိုက်တယ်ခေါင်းမူတယ်ဆိုရင်ဆရာသွေးမောင်ကြီးနဲ့တိုင်းပေးပါအောင်ကျမသွေးတိုးပါလားသွေးကြတာလားမသိလို့ဆိုရဲမိကုံးကခဏခဏကိုကြားရတယ်မိကုံးပဲအချင်းကျော်ကျွန်တော်ကသွေးပောင်ကြီးတိုင်းလိုက်တယ်သွေးပောင်ကြီးကောင်းနေရပေါ့အချင်းကျော်ဟာဆရာသွေးပောင်ကြီးနဲ့ကောင်းရတဲ့သားနဲ့ဘာဖြစ်လို့မူးနေရတဲ့လဲဆိုတာခဏခဏမေးခံရရဲ့မိကုံးတစ်ခုပဲပေါ့လေ ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ခေါင်းမူးတာကဘာကြောင့်မဖြစ်ရလဲဘလို့အချက်တရားများခေါင်းမူးစီရတယ်လဲဆိုရဲဟာနဲ့ပတ်သက်ပြီးတော့အကျမ်းမာရေးပို့တရားရအောင်ညောင်ပြောပါမယ်လူနာရေးထင်ထားခဲ့ကြရတယ်မှန်တယ်မှန်တဲ့တော့တော့မှန်တယ်ပေါ့လေကျွန်တော်ခေါင်းမူးတယ်ဆိုတာသွေးပောင်ချိန်တိုးတယ်သွေးစောင့်တိုးသွားရင်လည်းအုံနောက်ကမခံနိုင်ဘဲနဲ့မူးတယ်ဖြစ်စဉ်ဖြစ်တယ်အဲ့လိုမှမဟုတ်ဘူးဝမ်းနေတာရှော့တယ်တအားကြီးထိုးအန်တယ်ယာတိသွေးအများကြီးဆုံးရှုံးသွားရင်ခန္ဓာကိုယ်ရဲ့အရေးပမာဏဆုံးရှုံးသွားတယ် ရေးဓာတ်လည်းပြန်မဖြည့်မိဘူးဆိုရင်လည်းသွေးပေါင်ခြင်းပြုတ်ကျသွားလို့ရှိရင်လည်းခေါင်းမှုလည်းဖြစ်စင်ဖြစ်တယ်ပေါ့လေဒါပေမဲ့ဒီသွေးတိုးသွေးကြမှာခေါင်းမှုတာတော့မဟုတ်ဘူးเนาะတခြားယောဂါတွေစဉ်းစားစရာတွေကအများကြီးရှိသေးတယ်နောက်တစ်ခုကဘာဖြစ်တယ်လဲဆိုတော့ကျွန်တော်စီးချိုပြုတ်ကျရင်လည်းခေါင်းမှုတက်တယ်အဲငါကိုစီးချိုအခံရှိတယ်စီးချိုကျစေတောက်တယ်ဒါပေမဲ့အစာမစားမိဘူးပေါ့လေတချို့ဆေးတွေဒီ glycolyte တွေ glyburide တွေအစာမစားခင်ချိုတောက်ရဲဆေးတွေက အစာမစားမိဘူးအစာနည်းလေးပဲစားမိသွားရဲဆိုရင်အဲ hypoglycemia symptom ကခေါင်းနည်းနည်းလေးမိုးဝဲထဲမှာပါတယ်ပေါ့လေနောက်တစ်ခုကသွေးတွေတိုးမှာမဟုတ်ဘူးစီးချိုတွေအများကြီးကောက်တက်ရင်လည်းခေါင်းမိုးလည်းပြင်ဆင်ဖြစ်တယ်ဒါပေမဲ့စီးချိုကျလာတော့တော့ဒီခေါင်းတွေကအရင်အထူးကြကြဝေဒနာမခံစားရဘူးပေါ့လေနောက်တစ်ချက်ကတော့သွေးရနေတာပဲเนาะအမျိုးသမီးတွေမှာသွေးရာသီသွေးစင်းတာကြီးများတယ် ဲ့လိုမှမဟုတ်ဘူးတခြားသူယောဂါခံနေရှိတယ်တန်တဲ့အားနေလို့သူရနေတယ်ဆိုရင်ဖြူဖြူဝဖြစ်ပြီးတော့ခေါင်းမှုတက်တယ်။ဘာဖြစ်လဲဆိုတော့ကျွန်တော်ခန္ဓာကိုယ်ရဲ့မှာဒီ HP တို့ခွဲသွေးနေဦးလေးရပုံမှန်ပမာဏမှာရှိရမှာပေါ့လေ။အဲ့လိုပမာဏမရှိဘူးကျွန်တော်ရဲ့ခန္ဓာကိုယ်ရေစီကိုသွေးကောင်းကောင်းမသွားဘူးသွေးပို့တဲ့ပမာဏနည်းတယ်ဆိုရင်လည်းခေါင်းမှုတက်ဖြစ်စေဖြစ်တယ်။နောက်တစ်ခုကခေါင်းမှုရင်လေလူကြီးရင်မှာလည်းအဓိကအဖြစ်များရင်အာယုံကျော်အားနေရ။အာယုံကျော်အားနေဆိုတာဘာလဲဆိုတော့လူကြီးညာရတဲ့အချိန်မှာပန်ကာတွေပြင်းပေါက်တွေအဲယားကုန်းတွေဖွင့်တယ် နေတားပူနေတဲ့အချိန်မှာရေချိုးမိသွားတယ်အပူအေးမမျှသွားဘူးအေးမိသွားတယ်အပူရှက်သွားတယ်ဆိုရင်လေခါမှုတဲ့ဖြစ်စဉ်ဖြစ်တယ်ဒီလိုမျိုးရာသီဥတုဖောက်ပြန်နေတဲ့ကာလနေပူလိုက်မိုးရွာလိုက်လေတိုက်လိုက်တဲ့အချိန်မှာဆိုရင်ဒီလိုမျိုးခေါင်းမကြာခဏမူးတာကရာသီဥတုအကူအပြောင်းမှလည်းဖြစ်တယ်နောက်နောက်တစ်ခုကကျွန်တော်နားထဲမှာပြဿနာဖြစ်ရင်လေခေါင်းမှုတက်တယ်ဘာလဲဆိုတော့နားထဲမှာရှိတဲ့အရည်လေးရှိရပေါ့လေအဲ့အရည်လေးကပုံမှန်ပမာဏအထက်များလာလို့ရှိရင် ခေါင်းမိုးတဲ့ဖြစ်စဉ်ဖြစ်တယ်။နောက်တစ်ခုကနားထဲမှာရှိတဲ့အာဝန်ကြောလေးထုံသွားတာတို့အာဝန်ကြောပြဿနာတချို့တွေရလည်းခေါင်းမိုးတဲ့တယ်။နောက်ကျွန်တော်ခေါင်းမိုးတဲ့လူနာနာရင်နာဥသလားရီဝဝေဖြစ်တာရေပိုဆိုးသလားထိုးအန်သလားတည်တည်ရန်ဖြစ်သလားရေလိုက်မေးရအောင်ဆိုတာဒီနားထဲမှာရှိတဲ့ဖိအားတက်လားမတက်ဘူးလားပုံမှာမူတည်ပြီးတော့မှလိုက်ပြီးမေးရခြင်းဖြစ်တယ်ပေါ့လေ။နောက်တစ်ခုကလူကြီးရင်မှာလေခေါင်းမွေကျွန်တော်ကနှလုံးရောဂါကိုပါစဉ်းစားရတယ်နော်အဲ့ဒါလေးဒီမှာဘိုးတတရအောင်သိစေချင်လို့ပါ ။ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့လူကြီးရဲ့မှာရုပ်တရက်ကြီးခြားခြားလေးအောင်ခေါင်းမှုတယ်ဆိုရင်နှလုံးစည်းချက်မမှန်တာဒီနှလုံးမှာပြဿနာသွားတတ်တာ၄နှလုံးညှင်းအားမကောင်းရင်လည်းခေါင်းမှုတတ်တယ်။ဒါပေမဲ့ကျွန်တော်ကခေါင်းမှုတဲ့လူနာလာရင်မျက်လုံးကိုအရင်ဖြဲကြည့်တယ်။မျက်လုံးဖြဲကြည့်တဲ့အချိန်မှာသွေးရနေရရှိမရှိသိနိုင်တယ်ပေါ့လေ။လက်တွေတဲကြည့်လို့ရတယ်ရှာထုတ်ခိုင်းပြီးရှာဖြူမဖြူလဲ။သွေးရနေမနေဆိုတာကိုအနည်းငယ်ကြည့်လို့ရတယ်။နောက်တစ်ခုကကျွန်တော်နှလုံးကိုစမ်းသက်တယ်။ လက်ကိုဒီနှလုံးခုန်လုံးပုံမှန်ဖြစ်မဖြစ်ဆိုရလဲစမ်းသပ်ရတယ်။ဘာဖြစ်လို့လဲဆိုတော့လူကြီးပိုင်းတွေမှာဒီခေါင်းမူတာကိုမှနှလုံးဘက်ကိုတွားပြီးတော့မှခရုမဆိုင်မျိုးဆိုရင်နှလုံးအမောဖောက်သွားတယ်နှလုံးစီးချက်မမှန်ပဲနဲ့နှလုံးစီးချက်ဒီအရန်ကိုမြန်လာပြီးတော့မှဒုက္ခရောက်သွားတဲ့သူတွေအများကြီးတွေ့ဖို့ပါတယ်။ဒီနေ့ဗီဒီယိုမှာဒီခေါင်းမူတာကသွေးတိုးသွေးကြမဟုတ်ဖ ೇನೆ တခြားယောဂါတွေပါရှိရဲဆိုတာကိုနားလေသဘောပေါက်သွားလိမ့်မယ်လို့ညွှန်လင်းပါတယ်